င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအချက်ဖက်စစ်တပ်ကလုံမဲ့အတူအောင်ရွေးကောက်ပွဲကိုညှင်းပယ်ဖို့နဲ့ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးဖို့အာဆီယံကို UNGCRPH NUCC နဲ့တိုင်းသာတော်လှန်ရေးတပ်တွေပါပါတဲ့အဖွဲ့ပေါင်း20ကတောင်းဆိုလိုက်ပါတယ်ချက်ဖက်စစ်တပ်ကလုံမဲ့အတူအောင်ရွေးကောက်ပွဲအပေါ် မလေးရှားဝန်ကြီးချုပ်ရဲ့ပြောဆိုမှုကိုလိုတလို check ကားပြီးမဟုတ်မမှန်ဝါဒဖြန့်ခဲ့တယ်မြန်မာစစ်အုပ်စုရဲ့တုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့တွေကအပြစ်တင်လိုက်ပြီးအာဆီယံကိုအတုံးချခံမဖြစ်စေဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကမလေးရှားအစိုးရကိုတတိပေးလိုက်တဲ့သတင်းပါဝင်ဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြန်မာနိုင်ငံမှာ အချက်ဖစစ်တပ်ကလုံမဲ့အတုယောင်ရွေးကပွဲကိုညင်းပယ်ဖို့နဲ့ဒေါ်စစကြီးနဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးဖို့အာဆီယံကို UNGCRPH NUCC နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေပါပါတဲ့အဖွဲ့ပေါင်း20ကတောင်းဆိုလိုက်ပါတယ်။ဒါကိုတော့အောက်တိုဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ UNGCRPH NUCC နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေအပါအဝင်အဖွဲ့ပေါင်း20ကကြေညာချက်ထုတ်ပြန်ပြီးတောင်းဆိုလိုက်ကြတာပါ။ အဲ့ဒီကြီးညာချက်တွေမှာအဓိကပြောထားတာကတော့လက်ရှိမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အချိန်ကစပြီးမြန်မာအရေးဖြစ်ရှင်းမှုအတွက်အမျိုးသားညီညွတ်အစိုးရ NUG NUCC CRPH နဲ့တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ဇွေးနွေးပွဲတွေဇက်တိုက်လှုပ်ဆောင်ခဲ့သလိုတစ်ဖက်မှာလည်း NUG နဲ့သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းအသီးသီးဟာမြန်မာအရေးနဲ့ပတ်သက်ပြီးစုပေါင်းဆွေးနွေးပွဲတွေဆင်ဆက်မပြတ်လှုပ်ဆောင်ခဲ့တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အဲ့ဒီဆွေးနွေးပွဲတွေမှာသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကနေလက်ရှိစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာဆိုးရွားလာတဲ့အခြေအနေတွေကိုအားလုံးအတူတူကပူးပေါင်းပြီးဖြေရှင်းဖို့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့နဲ့စစ်တပ်ကလုပ်မဲ့အတူယောင်ရွေးကောက်ပွဲကိစ္စကိုဖြေရှင်းဖို့အပြင်အာဆီယံအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးဖို့အပြင်လက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုညှင်းပယ်ဖို့နဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ လူအခွင့်အရေးမြင့်တင်ဖို့ကိစ္စတွေပါတဲ့အဓိကရည်ရွယ်ချက်6ခုပါအချက်တွေကိုအတည်ပြုခဲ့ကြတယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့အကျံဖတ်စစ်တပ်ဟာအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်9ရက်ကိုတောင်သူတို့ကိုယ်တိုင်အကောင့်ထဲပေါ်မယ်လို့လက်ခံအတည်ပြုခဲ့ပြီးမဲ့အခုအချိန်ထိအဲ့ဒီဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထဲမပေါ်ပဲအရသားတွေအပေါ်အကျံဖတ်မှုတွေဇက်တိုက်ကျူးလွန်ပြီးအာဆီယံပြည်ညင်းအပါဝင်ဒီမိုကရေစီစံနှုန်းတွေကိုပြောင်းပြောင်းတင်းတင်းလစ်လျူရှုနေတယ်လို့ကြေညာချက်ထဲမှာဖော်ပြထားပါတယ် အဲ့ဒီအတွက်အာဆီယံအနေနဲ့လေဒေါ်လာရေးအာစုတွေတောင်းဆိုထားတဲ့အတိုင်းအကြံဖက်စစ်တပ်ကပြုလုပ်မဲ့အတူယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဘဲညင်ပယ်ဖို့စစ်တပ်ကအယက်သားတွေအပေါ်အကြံဖက်မှုတွေကိုနှုတ်ဆက်မနေဘဲအရေးယူဆောင်ရွက်ဖို့ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချက်ချင်းလှုပ်ပေးဖို့အတွက်အာဆီယံကနေအကြံဖက်စစ်တပ်ကိုတောင်းဆိုပေးဖို့ကိုလည်းဒေါ်လာရေးအဖွဲ့တွေကစုပေါင်းပြီးတောင်းဆိုထားကြပါတယ်ခင်ဗျတဖက်မှာတော့ အကျပ်ဖက်စစ်တပ်ကလုံမဲ့အတုရောင်ရွေးကောက်ပွဲအပေါ်မလေးရှားဝန်ကြီးချုပ်ရဲ့ပြောဆိုမှုကိုလိုဒလိုချက်ကပြီးမဟုတ်မမှန်ဝါဒဖြန့်ခဲ့တယ်မြန်မာစစ်အုပ်စုရဲ့ထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့တွေကအပြစ်တင်လိုက်ပြီးအာဆီယံကိုအတုံးချခံမဖြစ်စေဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကြမ်းကျင်သူတွေကမလေးရှားအစိုးရကိုတတိပေးလိုက်ပါတယ်ဒါကတော့အော်တိုဘလာ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလေးရှားပညာရှင်တွေနဲ့မူဝါဒကြမ်းကျင်သူတွေကအတိအလင်းထုတ်ပြန်ပြောဆိုလိုက်တာပါအတိအကကတော့ မလေးရှားနိုင်ငံကြီးဝန်ကြီးမိုဟာမက်ဟာဆန်ဟာနေပြည်တော်ကိုတရက်တာခီးစဉ်တွားရောက်ပြီးမြန်မာအရေးနဲ့ပတ်သက်လို့အကြံဖတ်မင်းအွန်လိုင်းတို့ထိတ်တန့်အရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကိုဆဲလ်စုဘက်ကသူတို့ရဲ့မြန်မာအလင့်သတင်းစာမှထုတ်ပြန်တဲ့အချိန်သူတို့လိုရာချက်ကားပြီးမဟုတ်မမဲဝါဒဖြန့်ခဲ့တဲ့အပေါ်မလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကအပြစ်တင်ပြောဆိုထားတာပါမြန်မာဆဲလ်စုဘက်ကဝါဒဖြန့်ထုတ်ပြန်ချက်မှာတော့သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေကိုမလေးရှားဝန်ကြီးကတွေ့သွားပြီးတဲ့နောက် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးရွေးကောက်ပွဲမှာပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကမပြောခဲ့ပဲစစ်တပ်ကသူတို့လိုတလိုချက်ကားပြီးလိန်လေထုတ်ပြန်ခဲ့ပါတယ်တစ်ဖက်မှာတော့မလေးရှားနိုင်ငံသားဝင်ကြီးကမဲအွန်လိုင်းပါဝင်စစ်တပ်ခေါင်းဆောင်တွေနဲ့တွေ့တဲ့အချိန်အာဆီယံကမြန်မာအရေးနဲ့ပတ်သက်ပြီးချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုစစ်တပ်ကအကောင့်ထဲပို့ဖို့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုခွင့်ပြုဖို့နဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ကိစ္စရပ်တွေကိုသာအတိတ်ကအလေးပေးပြောကြားခဲ့တဲ့အကြောင်းမလေးရှားအစိုးရကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ကသူတို့လုပ်မဲ့အတူရောင်ရွေးကောက်ပွဲအပေါ်မလေးရှားဝန်ကြီးချုပ်ရဲ့ပြောဆိုမှုကိုလိုဒလိုချက်ကားပြီးမဟုတ်မမှန်ဝါဒဖြန့်ခဲ့တဲ့ထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒအဖွဲ့တွေကအပြစ်တင်လိုက်တဲ့အပြင်ဟန်ပြလုတ်ထားတဲ့လွတ်လပ်မှု တရားမျှတမှုနဲ့အားလုံးပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေကိုပြုလုပ်ဖို့စစ်အုပ်စုရဲ့အပြင်းအထန်ကြိုးပမ်းနေမှုကအတုအယောင်သာဖြစ်တယ်လို့လည်းမလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကပူတွဲထုတ်ပြန်ချက်မှာဖော်ပြထားရုံနဲ့မကအာဆီယံကိုလည်းမြန်မာစစ်အုပ်စုရဲ့အတုံးချခံမဖြစ်စေဖို့မလေးရှားအစိုးရကိုထုတ်ပြန်ချက်ထဲမှာတတိပေးတိုက်တွန်းထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းကတောင်ကြီးမြို့စိမ့်ပိုင်းရပ်ကွက်မှာ စစ်မှုထမ်းခြင်းမပေးနိုင်လို့ဆိုပြီးအမျိုးသမီးတဦးကိုအကြက်ဖက်စစ်တပ်လက်အောက်ခံတိုးရဲမှုတောင်းရွှေဆိုသူကရက်ကွက်ထဲကနေမောင်းထုတ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလ9ရက်နေ့ကပဲတောင်ကြီးမြို့စိန်ပန်းရက်ကွက်မှာနေတဲ့ကျောင်းသားကလေးငယ်၃ဦးရဲ့မိခင်ပြစ်သူမုတ်ဆိုးမတဦးဟာစီးပွားရေးအဆင်မပြေတဲ့အတွက်အကြက်ဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုတောင်းရွှေဆိုသူတောင်းတဲ့စစ်မှုထမ်းခြင်းလာစဉ်ငွေကျပ်3000ကိုမပေးနိုင်ပဲဖြစ်ခဲ့တယ်ဆိုပါလေ ဒါကိုအဲ့ဒီစစ်တလောက်ကအုတ်ချုပ်ရင်းမှုတောင်းရွှေနဲ့ဆိုသူကသူတောင်းတယ်စစ်မှုထမ်းကြီးကိုမပေးနိုင်လို့ဆိုပြီးအဲ့ဒီကလေးငယ်၃ဦးမိခင်တို့မိသားစုကိုရက်ွက်ထဲမှာဆက်မနေနဲ့ဆိုပြီးတော့မောင်းထုတ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီအမျိုးသမီးဟာနေ့စဉ်မိုးလင်းချိန်ကနေမိုးချုံည10နာရီလောက်ထိအလုတ်လုတ်ကင်ပြီးရုန်းကန်နေထိုင်ရသူကလေးမိခင်မုတ်ဆိုးမတူဖြစ်တယ်လို့ဒါကိုစစ်တလောက်ခံစိတ်မရက်ွက်အုတ်ချုပ်ရင်းမှုတူတောင်းတဲ့စစ်မှုထမ်းကြီးမပေးနိုင်လို့ဆိုပြီးရက်ွက်ထက်ကနေမောင်းထုတ်နေတာဖြစ်ပြီး အဲ့ဒီအမျိုးသမီးဟာမပေးဘူးလို့ပြောတာလည်းမဟုတ်ပဲသူ့မှာခလေးတွေနဲ့အဆင်မပြေလို့၃လတစ်ကြိမ်လောက်ပေးပါမယ်လို့ပြောတာတောင်မရပဲအဲ့ဒီအုတ်ချုပ်ရမှုတောင်းရှူဆိုသူကသူတောင်းတဲ့အတိုင်းမပေးနိုင်ရင်ရက်ွက်ထဲမှာမနေနဲ့ဆိုပြီးရက်ွက်ထဲကနေအဲ့ဒီခလေး၃ဦးမိခင်အမျိုးသမီးကိုမောင်းထုတ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီတောင်ကြီးမြို့စိန်ပိုင်းရက်ွက်အုတ်ချုပ်ရမှုတောင်းရှူဆိုသူဟာလက်နက်ပွဲစားအဖြစ်နာမည်ကျော်တဲ့သူရွှေတောင်ရက်ွက်အုတ်ချုပ်ရမှုတန်းရွှေဆိုသူရဲ့ပေါင်းပြီး ပြည်သူတွေစီကနေစစ်မှုထမ်းအကြောင်းပြချက်နဲ့မတရားငွေညှစ်တောင်းရနေသူဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကအချင်းဖက်စစ်တပ်ရဲ့6ဦးမြို့မှာရဲစခန်းကိုတော်လိုင်းတပ်တွေကလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်က9ဦးကတော့အသေးသေးတိတ်ကုန်ကြပြီအဲ့ဒီတဲကစစ်သားတအုပ်ရဲ့မသားအလောင်းကိုတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုတည်သွားကြတယ်လို့6ဦးမြို့နယ်ပကပတာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်တိကိုပြောပါတယ် ဒါကတော့အော်တိုဘလာ၁၀နှစ်ကပဲအချမ်းပစစ်တပ်ရဲ့၆ဦးမြို့မှာ yes ကန်အတွင်ကိုဒေါ်လာရင်းတက်တွေက60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအပြင် drone နဲ့ပါဘုံးတီးတွေဇက်တိုက်ကျဲချတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်စစ်တပ်က၅ဦးကတော့အတီးသီးသိကုန်ကြတဲ့အကြောင်းနဲ့ကားဂိုဒေါင်မှာထိမှန်ပျက်စီးထားတဲ့အကြောင်းကိုတီထားရတဲ့အပြင်အဲ့ဒီသိသွားတဲ့၅ဦးတဲကစစ်သား2ဦးရဲ့မသားအလောင်းကိုတော့ တို့စစ်တရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒဲကိုတည်သွားကြတဲ့အကြောင်းကိုပါတိထားရတယ်လို့ခြောက်ဦးမြို့နယ်ပကပတာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းမှာအချက်ဖက်စစ်တပ်ကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေသွားသွားလုပ်နေတယ်လို့ဒေါ်လိုင်းတပ်တွေကလည်းတံပြန်တိုက်ခိုက်ချေမှုန်းမှုတွေနဲ့သူတို့စစ်တပ်တဆွဲထားတဲ့အခုလို yes scan တွေကိုပါတိုက်ခိုက်မှုတွေမကြာခဏပြုတ်လုံနေတယ်လို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ မကွေးတိုင်းစလင်းမြို့နယ်မှာလူငယ်၁၁ဦးကိုအကြက်ဖက်စစ်တပ်နဲ့ပြူစောတိတွေကပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အော်တိုဘားလ၈ရက်နေ့ကနေ၁၀ရက်နေ့အတွင်းမှာပဲ။စလင်းမြို့နယ်ကငွေတောင်ခြေရွာမှာနေတဲ့လူငယ်၁၁ဦးဟာအလုတ်ကပြန်လာတဲ့အချိန်တွေမှာပဲအကြက်ဖက်စစ်တပ်နဲ့ပြူစောတိတွေရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံလိုက်ရတယ်ဆိုပါတယ်။လက်ရှိစလင်းမြို့နယ်မှာအကြက်ဖက်စစ်တပ်နဲ့ပြူစောတိတွေဟာ သူတို့ထိမ့်ချုပ်ထားတဲ့မြို့ပေါ်တွေမှာလူငယ်တွေကိုပေါ်တာဆွဲလို့မရရင်ဂျေးရွာတွေတဲဝင်ဆွဲတာတွေရှိတယ်လို့လူငယ်တွေအလောက်ကပြန်လာတဲ့အချိန်တွေမှာလည်းလမ်းကနေစောင့်ပြီးပေါ်တာဆွဲဖမ်းဆီးတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်လက်တလောဖမ်းဆီးခံရတဲ့လူငယ်၁၁ဦးတဲက9ဦးကတော့စစ်တပ်ကတောင်းတဲ့အတိုင်းတအုပ်ကိုငွေကျပ်350ကနေ380အကြာပေးပြီးပြန်ရွေးလို့ရခဲ့ပြီမဲ့ကျန်တဲ့လူငယ်တွေကတော့စစ်တပ်ထဲကိုတခါတည်းပို့ခံလိုက်ရပြီလို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ကကျေးရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းတွေကိုပါစိတ်ကြိုက်လူရဲတဲဆောင်သွားကြရုံနဲ့မကကန်နီပေါက်ကျေးရွာကိုပါမိရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ၁၀ရက်နေ့ကစပြီးညောင်ဦးမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကန်နီပေါက်ကြောက်ကန်နဲ့မကြီးတန်းကျေးရွာတွေကိုတနက်တွေပြစ်ဖောက်ပြီးစစ်ကြောင်းထုတ်ဝင်ရောက်လာကြတယ်ဆိုပါတယ်။ အဲ့ဒီအချိန်ပြည်သူတွေလည်းဘေးလူရောက်ကိုထွက်ပြေးတိမ်းရှောင်သွားရပြီးအကြံဖက်စစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းဂျေးရွာဒီဒက်ကနေအိမ်တွေမှာရှိတဲ့ပြည်သူပိုင်းပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူလူရဲ့တဲဆောင်သွားရုံနဲ့မကကန်နီပေါက်ဂျေးရွာတွေကနေအိမ်တွေကိုပါမိရှုဖျက်ဆီးသွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာအဲ့ဒီဂျေးရွာ၃ရွာအပအဝင်အနီးနားတစ်ဝိုက်မှာရှိတဲ့ကြေးရွာပေါင်း၁၀ရွာကပြည်သူတွေပါဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့စကိုင်းတိုင်းက6ဦးစီမီတပိတ်လေကြောင်းတိုက်ခိုက်မှုအတွေ့ကြဆုံးခဲ့တဲ့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးစစ်ဒေသ3တာဝန်ခံရဲ့ဇာပနာအခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကတော့အော်တိုဘလာ6ရက်နေ့ဖြစ်တဲ့တင်းကျော်လပြည့်ညမှာဘာသာရေးတလေထုံတဲ့အစင်လာရတပိတ်ကော်မတီတွင်နဲ့ပြည်သူလူထုပူးပေါင်းပြီးတင်းကျော်စီမီထွန်းပွဲကိုကျင်းပနေတဲ့အချိန်အကြံဖတ်စစ်တပ်က လေချောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့်ကလေးငယ်တွေအပါအဝင်လူပေါင်း24ဦးသေဆုံးခဲ့တဲ့အထက်မှာဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦးစစ်ဒေသ၃တာဝန်ခံရဲဘော်ဖုံးမြင့်ဇော်လဲပါဝင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုကြဆုံးခဲ့တဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦးစစ်ဒေသ၃တာဝန်ခံရဲ့ဇာပနအခမ်းအနားကိုအော်တိုဘလာဆဲနီမှာပြုလုပ်ခဲ့ပြီးပြည်သူတွေနဲ့အတူနယ်မြေကန်တော်လိုင်းရေးတပ်ဖွဲ့အင်အားစုတွေလည်းဇာပနအခမ်းအနားကိုလာရောက်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ओके okay. okay.